တိမောသေးဩဝါဒစာဒုတိယဆောင်ခန်းကြီး3အငယ်1ကနေ9မှာဖြစ်ပါတယ်။နောင်ကာလဒီခေရင်သောကာလဖြစ်မည်ဟုတိမတ်လော။အဘဲတို့နီးဟူမောကလူတို့ဒီကိုကိုကိုချစ်တော်သူငွေကိုတတ်မှတ်တော်သူဝါကြွားတော်သူ ထောင်လွားစော်ကားတော်သူ သူ့အတေကိုရှုံချတော်သူမိဘစကားကိုနားမထောင်တော်သူ ကြီးစုမရှိတော်သူတန့်ရှင်းချင်းမရှိတော်သူ ပကတိကျင်နာဆုံးမခြင်းနဲ့ကင်းတော်သူရန်ညိုးဖွဲ့တော်သူ ချော့စားတတ်တော်သူကိုအင်္ဂရီကိုမချုပ်သေးနိုင်တော်သူပြင်းထန်သူဒုရောကောင်းကိုမုံတော်သူတစ္ဆာကိုဖြတ်တော်သူတတိပေးခြင်းကိုမခံတော်သူမမာနနဲ့ရင့်မိုးတော်သူဖယားသခင်ကိုနှစ်သက်ဒီထက်ကာမဂုံခံစားခြင်းကိုတာ၍နှစ်သက်တော်သူဖယားကို၌မွေလျော်ရောင်ဆောင်၍မွေလျော်ခြင်းတကိုးကိုညင်းပယ်တော်သူဖြစ်ကြလိမ့်မည်ထိုသူတို့ကိုရှောင်ကြလော့ ချက်တော်ညီကိုမော်မတော့အဓိကအားဖြင့်ကိုးကွယ်ချင်းရှိပြီးမှလက်တွေ့ကိုင်းဆိုင်ချင်းမရှိရင်ဖះရှိမှအချီးနှီးပါဆိုတဲ့စကားအားဖြင့်ဒီကျန်းချက်ကိုအခြေပြုပြီးမှခွန်အားပေးချင်တာဖြစ်ပါတယ်ဒီကျန်းချက်ထဲမှာကျွန်တော်တို့ကိုအများကြီးတုံတင်ထားတဲ့ချက်တော်ညီကိုမော်မတော့ကျွန်တော်လူရင်းတူရှင်းလေးပဲပြောပြမယ်နော်ပထမတစ်ခေါက်မှာကျွန်တော်တို့တတိပေးထားတာကနောင်ကာလဒီခေရင်တော့ကာလဖြစ်လိမ့်မည်တဲ့အခုကျန်းစာကိုရေးနေတဲ့အချိန်က နောင်ကာလကိုဆိုတာအခုကျွန်တော်တို့နေတဲ့ကာလကိုပြောတာရှင်ဘောလူကတင့်မောတေကိုစာဆောင်ရေးပေးတဲ့ဒီကျမ်းစာထဲမှာပေါ့ဖခင်ရဲ့စကားထဲမှာနောင်ကာလလို့ပြောလိုက်တဲ့အခါမှာအဲ့ဒီခေတ်ကာလနဲ့ပြောမယ်ဆိုရင်နောင်ကာလဆိုတာအခုအခုကျွန်တော်တို့ခေတ်ကိုပြောတာဆိုတော့အခုဒီခေတ်ကာလဟာခရင်တဲ့ကာလဖြစ်တယ်လို့အဲ့လိုပြောင်းဖက်ရမှာကျွန်တော်တို့ကတို့ကျမ်းစာရေးတော့ကနောင်ကာလလို့ရေးတယ်အမှန်ကအဲ့ဒီနောင်ကာလကအခုကျွန်တော်တို့ခေတ်ပဲ ဆိုတော့အဲ့ဒီခေကာလကဒီကျွန်တော်တို့ခေကာလခေရင်တဲ့ကာလဖြစ်တယ်လို့ကျွန်တော်တို့ကျမ်းစာကနှစ်ပေါင်းရာချီကလေးကပြောပြပြီးသားဖြစ်ပါအခုခေရင်တဲ့ကာလဟုတ်လားမဟုတ်ဘူးလားအင်မတန်ခေရင်နေနော်ကိုဗစ်ဖြစ်လာတဲ့တကဘာလုံးဆိုင်ရာကိုဗစ်ကိုဗစ်ဖြစ်ပြီးတော့မှလူတိုင်းလူတိုင်းပါဖြစ်လေစည်းပွားရေးကြတယ်အပြင်ထွက်လို့မရဘူးဩအများကြီးဂရက်ခိုက်ရတယ်ကျွန်တော်တို့အသက်တာကိုတကယ်ထိထိခိုက်တယ်အများကြီးထိခိုက်တယ် ။အော်ကိုဗစ်လည်းပြီးတော့မယ်ဆိုတော့ဘာဖြစ်လဲ။မြန်မာပြည်မှာဆက်ဆက်ပြီးတော့မှ နိုင်ငံရေးပဏိပခါဖြစ်လာပြန်ရော။တော်တော်လေးဝုန်းတိုင်းကျဲလာပြီ။ကိုဗစ်ကာလပြီးသွားပြီးတော့ပျော်ရွှင်ရမယ့်ကာလဖြစ်ပေမဲ့လည်းခေးရင်တဲ့ကာလပို့ပြီးပို့ပြီးဆိုးရုပ်လာ။ချစ်တော်ညီကိုမောင်မတို့ခေးရင်တဲ့ကာလမဟုတ်ဘူးလား။အင်မတန်မှန်ကန်တဲ့ကျင်းစကားဖြစ်ပါတယ်။ငကိုတွေကပြောပြပြီးသားပါ။ဒီကာလဟာတဲ့ခေရင်တဲ့ကာလဖြစ်တယ်။ အဲ့ဒါကိုတိမှတ်ပါတဲ့ကျွန်တော်တို့ယုံကြည်သူတွေအဲ့ဒါကိုနားလည်ပါတဲ့တဘောပေါက်ပါတဲ့အခုကာလကခေရင်တဲ့ကာလဆိုတော့ခေရင်တဲ့ကာလမှာဘယ်လိုလူမျိုးတွေရှိနေမလဲအဲ့ဒီလူမျိုးတွေကိုတတိထားဖို့ပေါ်ပြထားတယ်ခေရင်တဲ့ကာလမှာကိုကိုကိုချစ်တဲ့သူတွေရှိလာမယ်တဲ့သူများကိုမချစ်နိုင်ဘူးကိုကိုကိုအချစ်ဆုံးပဲငါတားလဲငါရဲ့အချစ်ဆုံးအဲ့လိုမျိုးလူတွေပေါ်လာမယ်ငွေကိုတတ်မှတ်တဲ့သူပေါ်လာမယ်ကျွန်တော်တို့ကငွေကိုလူတိုင်းချစ်ကြတယ်ကြိုက်ကြတယ်ငွေကို ငွေကိုမနစ်တက်ဘူးလားလို့ပြောလို့ရှိရင်အဲ့ဒါလူလိန်ပါပဲငွေကိုကျွန်တော်တို့လူတိုင်းနစ်တက်တယ်ဒါပေမဲ့မတက်မတ်ဖို့လိုတယ်ကျင်းစာထဲမှာငွေကိုနစ်တက်တာကအပြစ်မဟုတ်ဘူးဒါပေမဲ့ငွေကိုတက်မတ်လို့ရှိရင်အပြစ်ဖြစ်သွားပြီငွေကိုတက်မတ်လွန်သွားတဲ့အခါမှာငွေကြောင့်ကျွန်တော်တို့မိဘစကားတော့နားမထောင်ပဲဖြစ်လာတယ်ငွေကြောင့်အချင်းချင်းညီကိုမောင်မအချင်းချင်းစကားများလာတယ်ငွေကြောင့်ကျွန်တော်တို့အသင်းတော့ကွဲလာတယ်ငွေကြောင့်ကျွန်တော်တို့ဘာဖြစ်လဲတစ္ဆာဖောက်လာနိုင်တယ် စသဖြင့်စသဖြင့်ငွေကိုတတ်မှတ်လို့ဖြစ်တယ်ငွေကိုကျွန်တော်တို့အကောင်းဆုံးအသုံးချတတ်မယ်ဆိုလို့ရှိရင်ဖះဘုံတော်တော်ထင်ရှားတယ်ဖះအမှုတော်မြတ်မှာပါဝင်လို့ရတယ်ပေးလူလို့ရတယ်ဒါကောင်းတဲ့အရာပဲမတုံးတက်ဘူးဆိုလို့ရှိရင်တတ်မှတ်သွားတဲ့အခါမှာငွေကကျွန်တော်တို့ကိုကျွန်တော်တို့အပေါ်မှာစီးမှကျွန်တော်တို့နှာခေါင်းကိုဆွဲမှခေါ်သွားလိမ့်မယ်တတိထားပါဒါကြောင့်ဒီနောင်ကာလမှာငွေကိုတတ်မှတ်တဲ့သူပေါ်လာမယ်ဝါကြွားတတ်တဲ့သူပေါ်လာမယ်ထောင်လွှားစော်ကားတဲ့သူပေါ်လာမယ် ယုံကြည်သူတွေကခဏခဏထောင်လွှားစော်ကားခံရတဲ့သူတွေလေဟုတ်တယ်နော်ဒါပေမဲ့တခင်ယေရှုခရစ်တော်ကတော့ပြောတယ်သူ့ကြောင့်ခံရတဲ့စင်ရဲ့ဒုက္ခတော့မင်္ဂလာရှိတယ်တဲ့ကျွန်တော်ထောင်လွှားစော်ကားခံရတဲ့အခါမှာသူ့အတွက်ဆုတောင်းပေးလိုက်ပါဆုတောင်းပေးလိုက်တဲ့အခါမှာဖခင်သခင်ကစီရင်သွားပါလိမ့်မယ်သူ့အတေကိုရှုတ်ချတော့သူတဲ့မိဘစကားကိုနားမထောင်တဲ့သူအခုနေသားသမီးတွေအများကြီးမိဘစကားနားမထောင်တဲ့သူတွေပေါ်လာပြီမဟုတ်ဘူးလားကြီးစုမရှိတော့သူ ဂျေဇူးမရှိတော့သူဆိုတာဂျေဇူးမတိတော့သူလို့ပြောတာသူများသူ့အပေါ်မှာဂျေဇူးရှိခဲ့တာကို तू မေ့နေဂျေဇူးကမ်းတဲ့သူတွေတန့်ရှင်းချင်းမရှိတဲ့သူဒါတော့ပို့ပြီးတော့မှစိုးတယ်ယုံကြည်သူတွေထဲမှာတော့မှတန့်ရှင်းချင်းဖြစ်ဖြစ်ချင်းမရှိတော့ဘူးအမောင်ကိုနစ်တက်တယ်အလင်းကိုနစ်တက်တာဖြစ်အမောင်ကိုတာ၍နစ်တက်တဲ့သူတွေဖြစ်လာတယ်ပဂရိစ်ကျင်နာဆုံးမချင်းကင်းတဲ့သူတွေရန်ညိုးဖွဲ့တဲ့သူရန်ညိုးဖွဲ့တယ် မယုံကြည်သူနဲ့ယုံကြည်သူရဲ့ညှိုးဖွဲ့တယ်ယုံကြည်သူနဲ့ယုံကြည်သူရဲ့ညှိုးဖွဲ့တယ်အခုနေကျွန်တော်တို့နိုင်ငံမှာဒီလောက်ထိရှုပ်ရှက်ခတ်နေတဲ့ကာလမှာရန်ကို နိုးဆွပေးတဲ့သူတွေတီးတန့်အဖွဲ့တွေရှိနေတယ်အဲ့ဒီရန်ကိုနိုးဆွပေးတဲ့ထဲမှာကျွန်တော်တို့ကဘာဖြစ်လဲထောင်ချောက်မိသွားတဲ့ခါမှာဒေါသထွက်လာတယ်စိတ်မထိန်နိုင်ဘူးပြီးရင်ရန်ပွဲဖြစ်လာတယ်ယုံကြည်သူတွေကအဲ့လိုရန်ညှိုးဖွဲ့တက်လာတယ်နောက်ဆုံးတော့ကာလမှာအဲ့လိုဖြစ်လာတယ်လို့ပြောတယ်ချော့စားတတ်တဲ့သူတွေလည်းထွက်လာတယ်ကိုအင်ဂရီကိုမချုပ်တီးနိုင်တဲ့သူတွေလည်းဖြစ်လာတယ် ပြင်းထန်တဲ့သူဖြစ်လာတယ်သူတော်ကောင်းကိုမုံတော့သူโอเคဒါပိုဆိုးလာတယ်ကောင်းတယ်ဆိုတဲ့သူမှန်တယ်ဆိုတဲ့သူကိုကျွန်တော်တို့ကမုံလာတယ်မနစ်သက်ဘူးဥပမာစစ်မှန်တဲ့ယုံကြည်သူတယောက်ကလောကမှာအသက်ရှင်တဲ့အခါမှာသူတမာချင်းစာအရာလှုပ်တဲ့အခါမှာသူဒီသူတော်ကောင်းဖြစ်မယ်ဆိုတော့သူမှန်နေတဲ့အရာကောင်းနေတဲ့အရာမှန်မှန်ကန်ကန်လှုပ်တဲ့သူကိုဘာဖြစ်လဲရွာပြင်ထုတ်တတ်တယ်လို့ပြောတယ်မှန်ကန်တဲ့သူကိုရွာပြင်ထုတ်တယ်တဲ့စကားပုံရှိတယ်လေဒီလိုပါပဲ ဒီလိုခေရင်ဆိုးရုပ်တဲ့အမောင်ကာလမှာကျွန်တော်တို့အလင်းတစ်ဖွဲအသက်ရှင်တဲ့အခါမှာလူတွေကတော့ကျွန်တော်တို့တိတ်နေတတ်ကြမှာမဟုတ်ဘူးကျမ်းစာထဲမှာလည်းပြောပြီးသားပဲကျွန်တော်တို့ဒီလောကနဲ့မဆိုင်တဲ့လောကလူသားတွေကတော့ကျွန်တော်တို့ညင်းပယ်တယ်တဲ့ယေရှုကကျွန်တော်တို့တတိပေးထားတယ်နင်တို့ညင်းမညင်းပယ်ခင်မှာတို့ကငေါ့ညင်းပယ်ပြီးပြီတဲ့ဒါကြောင့်နင်တို့စိတ်မပြတ်နဲ့တဲ့လောကလူသားတိုင်းမှာအပြစ်တွေပြည့်နှက်နေတဲ့နေရာမှာကျွန်တော်တို့ကအလင်းတမိန်နဲ့အသက်ရှင်တဲ့အခါမှာလူသားတိုင်းကကျွန်တော်တို့ကိုနစ်သက်နိုင်တာရောမဟုတ်ဘူးဒါကိုတော့တတိထားရမယ် ပြီးရင်နောက်ဆုံးသောကာလမှာတစ္ဆာကိုဖျက်တတ်တဲ့သူပြန်ပေါ်လာမယ်တတိပေးခြင်းကိုမခံတဲ့သူโอเคတတိပေးခြင်းကိုမခံဘူးဒီထဲမှာယုံကြည်သူတွေလည်းပါတယ်တတိပေးတာကိုကျွန်တော်တို့ဘာဖြစ်လဲဟာဒီဆရာတော်ငါ့ကိုငါ့ကိုအပြစ်ပဲပြောနေတာငါ့ကိုအပြစ်ပဲပြောနေတာအဲ့လိုထင်တဲ့သူတွေရှိတယ်အမှန်ကတော့တတိပေးတယ်ဆိုတာကချစ်ချင်းမေတ္တာအဖြစ်မမားစီခြင်းတာဖြစ်တယ်ဖျားစကားအဖြစ်မမားစီခြင်းတာဖြစ်တယ်ဒါကိုနားလည်ဖို့လိုတယ်မာမာနနဲ့ရစ်မိုးတော့သူဖျားသခင်ကိုနစ်တတ်တီထက် ကာမဂုဏ်ခံစားခြင်းကိုတာ၍နှစ်သက်တော်သူဒီညမှာပို့ပြီးတော့မှရှင်းလင်းတယ်နော်လောကကာမဂုဏ်ခံစားခြင်းကိုသူတအားကြိုက်ဘုရားသခင်နှစ်သက်တယ်မနှစ်သက်တာမဟုတ်ဘုရားသခင်ကိုမချစ်ဘူးလားချစ်တယ်ဒါပေမဲ့လောကကိုပို့ပြီးမှချစ်တယ်ဒီထဲမှာယုံကြည်သူတွေလည်းရှိနေတယ်နော်နောက်ဆုံးတစ်ခွန်းကဒီကနေ့ကျွန်တော်ပြောမယ့်အဓိကအချက်ပဲဘုရားကို၌မွေလျော်ရောင်ဆောင်၍မွေလျော်ခြင်းတကူကိုညင်းပယ်တော်သူတဲ့အဲ့ဒီစကားသခွန်းကိုမြမဆံမီပါတာပြန်ကြမ်းမှာဘလူပါတာပြန်တယ်လေဆိုတော့ နိတိခန်းကြီး၃ငယ်၅မှာပေါ့လေဖယားကို၌မွေလျော်ခံရှိတော်လေဖယားကို၌မွေလျော်ချင်းဤတကိုးကိုညင်းပယ်တော်သူဖြစ်ကြလိမ့်မည်တဲ့ထိုသူတို့ကိုရှောင်ကြတော့ရောင်ဆောင်တာကူးကွယ်တယ်မကူးကွယ်တာမဟုတ်ဘုရားခင်ကိုကူးကွယ်တယ်အော်ဗာလေနေ့တိုင်းတရားဒီနာနားထောင်တာဖြစ်တယ်လို့တနင်းကနေမှလည်းလောကဗာလေဘုရားမရှိခိုးတာမဟုတ်နေ့ပတ်တိုင်းပတ်တိုင်းပုံမှန်မပြည့်ရှိခိုးတယ်လောကမပြည့်ဘူးသူရှိခိုးတာ ဖယားကိုနိုင်မွေလျော်တယ်တဲ့ဒါပေမဲ့ကျမ်းစာထဲမှာဘယ်လိုပြောလဲဆိုဖယားကိုနိုင်မွေလျော်ရောင်ဆောင်တယ်တဲ့ရောင်ဆောင်တာရောင်ဆောင်တဲ့သူအဲ့လိုရောင်ဆောင်တဲ့သူနောက်ဆုံးတော့ကာလမှာပေါ်လာမယ်တဲ့ဖယားကိုနိုင်မွေလျော်တယ်နေ့တိုင်းနားထောင်တယ်နေ့တိုင်းကျမ်းစာဖတ်တယ်နေ့တိုင်းစုတောင်းတယ်တနင်္ဂနွေပတ်တိုင်းပတ်တိုင်းလဲဖယားလိုက်ရှိခိုးတယ်သူများ ਨੇ ဒါပေမဲ့တဲ့ရောင်ဆောင်နေတဲ့သူတွေရှိတယ်တဲ့အဲ့လိုရောင်ဆောင်နေတဲ့သူဟာဖယားရှိမှအချီးနှီးပါပဲ။ ကျွန်တော်တို့ဒီလူတွေကိုတီးလို့ရှိရင်တော့မှအဲ့လူတွေကိုရှောင်ဖို့ကျန်းစာထဲကပေါ်ပြထားပါတယ်။ဒါကိုကျွန်တော်ဒီကျန်းချက်လေးနဲ့အဓိကခွန်အားပေးသွားချင်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တာထဲမှာတေချာစဉ်းစားကြည့်ပါ။ကိုယ်ကွယ်မှုရှိပြီးတော့မှလက်တွေ့ကိုင်းဆိုင်မှုမရှိဘဲဖြစ်နေသလား။ကိုင်းဆိုင်မှုဆိုတာကျွန်တော်အနေလုံးသားထဲကနေပေါ်လာတယ်။အဲ့ဒီအကြောင်းကိုမနေ့ကကျွန်တော်အများကြီးပြောပြီးသွားပြီ။နားလည်မယ်လို့ယုံကြည်တယ်။ဆိုတော့ဒီပထမတစ်ချက်ကိုပြန်လဲအဲ အချင်းချင်းပြီးပြောရမယ်ဆိုရင်တခွန်ပဲတခွန်ပါပဲကိုးကွယ်ချင်းရှိပြီးတော့မှလက်တွေ့ကိုင်းဆိုင်မှုမရှိဘူးဆိုရင်ဖျားရှိမှတင်သည်အချင်းဤပါပဲဒါကြောင့်နောက်ဆုံးတော့ကာလမှာဖြစ်လာမယ့်အရာတွေကိုတည်ထားပါအခုဒီနောက်ဆုံးတော့ကာလရဲ့ရှေ့ပြေးဖြစ်နေပါပြီဖြစ်ပြနေတဲ့အရာတွေကိုကြည့်ပါအိုးတနိုင်ငံနဲ့တနိုင်ငံစစ်ဖြစ်မယ်အော်ယောဂါတွေပေါများမယ်တယောက်ကိုတယောက်ချစ်ချင်းမေတ္တာပျောက်လာမယ်နဲလာမယ်စသဖြင့်အများကြီးဖြစ်နေပါပြီ ဒါကြောင့်တမ္မာတတိနဲ့အသက်ရှင်မှာတမ္မာတတိနဲ့အသက်ရှင်မှာလို့ခေါ်အားပေးခြင်းနဲ့နှုတ်ကပတ်တော်အားဖြင့်ဘုရားသခင် အားလုံးကိုတကယ်အလင်းပြပါစေနာခံနိုင်သောနှလုံးသားကျွန်တော်တို့ပြုပြင်ပေးပါစေအသက်တာမှာကျွန်တော်တို့အားလုံးအတွက်ခီမိ၍တည်ဆောက်စရာဖြစ်ပါစေဆိုရင်းနဲ့အားလုံးကိုကောင်းချီးပေးရင်းနဲ့ဒီမှာပဲနှိမ့်ကုန်းချုပ်လိုက်ပါတယ်အသက်ရှင်သောနှုတ်ကပတ်တော်ကိုနားဆင်သွားတဲ့သူအယောက်ချင်းစီတိုင်းကိုဖျားရှင်တာ၍တာ၍ကောင်းချီးပေးပါစေတော့အာမင်